်မင်္ဂလာပါရှင်ဒီလိုမျိုးငံမြိုင်ချက်လေးတစ်ခွက်ရှိပြီဆိုရင်ထမင်းမိန်မှုအတွက်သိကြပါပြီပစွန်ကြောင့်၅ချက်သာသုံးပါမယ်ရှင်ကြက်သွန်နီး30သာကြက်သွန်ဖြူ၅ချက်သာငရုတ်သီး6 3ချက်သာလောက်သုံးနာပါတယ် စွန်ချောက်ငမ်းမြရဲ့ကြော်ဖြစ်တဲ့အတွက်သုံးတဲ့ပစွန်ချောက်ကောင်းမွားတော့အရေးကြီးဆုံးပါပဲရှင်။ကျမကတော့လက်ဖက်စားဆိုင်လောက်ပဲသုံးတာပါတယ်။ဒီထက်ကောင်းတဲ့ပစွန်ချောက်အကောင်ကြီးကြီးသုံးနိုင်မယ်ဆိုရင်တော့အရသာပို့ပြီးတော့ကောင်းပါတယ်ရှင်။ဒီပစုံကြောက်ကို အမှုတ်ကျိတ်လိုက်ပါမယ်။ထောင်းလိုက်လို့လည်းရပါတယ်ရှင်။ငရုတ်သီး6ကိုကျိတ်ရလွယ်အောင်လို့ကကြီးလေးနဲ့ညှက်ပေးပါမယ်။ ဒါကတော့ငရုတ်သီးကိုတထောင်ချင်းစီတိချရွေးပြီးတော့ရေပြောင်ဆေးပြီးတော့နေနေချောက်လန်းလာတဲ့ငရုတ်သီးပါပြီးတာနဲ့မညက်တညက်လေးကြိတ်ပေးလိုက်ပါမယ်ရှင်အခုလိုမျိုးမညက်တညက်အနေထားလေးဆိုရင်ရပါပြီအပြင်းဝယ်တဲ့ငရုတ်သီးမှုတ်တွေဆိုရင်မှုပါမှကြောက်လို့ကျမတော့ငရုတ်သီးမှုတ်နဲ့ပတ်သက်ပြီးစားမယ်ဆိုရင်အိမ်မှာကိုဖါကိုတနိုင်လေးကြိတ်ကြိတ်ပြီးတော့သုံးပါတယ်ကြက်တော်နီကိုပပလေးတွေလှိတာပေးပါမယ်ရှင် ကြက်သွန်ဖြူကိုတော့အချောင်းလေးတွေလှီထားလိုက်ပါမယ်။ကြက်သွန်ဖြူကိုအမွှာသေးသေးလေးတွေသုံးမယ်ဆိုရင်တော့ပိုပြီးတော့မွေးပါတယ်ရှင်။တခြားလိုအပ်တာတွေကတော့ငံပြာရည်၊ထမင်းစားစွန်းနဲ့ငါးစွန်းသုံးပါမယ်။အယောင်လှဖို့အတွက်ငရုတ်သီးအစိမ့်မှုထမင်းစားစွန်းနဲ့တစ်စွန်းပါ။ကြက်သားမှုလက်ဖေးစွန်းတစ်စွန်းနဲ့တကြားလက်ဖေးစွန်းတစ်စွန်းမောက်မောက်သုံးပါမယ်ရှင်။ကြော်မဲ့ဦးထဲကိုစီမြများလေးထည့်ပေးပါမယ်။စီနဲလို့မရပါဘူးရှင်။ စီပူလာပြီဆိုတာနဲ့ကြက်သွန်နေအရင်ထည့်ကျော်ပေးပါမယ်။စီမြများလေးနဲ့ကျော်တော့မှကြက်သွန်နေလေးရလဲသူ့ပါသူအဖက်လိုက်အမြင်လိုက်လေးတမြင်ချင်းစီတစ်ဖက်ချင်းစီလှလှလေးရတာဖြစ်ပါတယ်။ကျက်သွန်နီလေးနွမ်းပြီးတော့အနံလေးတော်တော်လေးမွေးလာပြီဆိုရင်တော့ကျက်သွန်ဖြူထည့်ပါမယ်ရှင်။ကျက်သွန်ဖြူရောအနီရောကိုအယောင်လေးနည်းနည်းလေးရလာတဲ့အထိကိုကြော်ပေးရပါမယ်ရှင်။ ဒီနေထားလောက်ဆိုရင်တော့ရပါပြီဒါဆိုရင်တော့ပုံနေတဲ့စီတွေကိုပြန်ပြီးတော့ခတ်ထုတ်ထားလိုက်ပါမယ်အယောင်လေးလှသွားအောင်လို့ဆနွဲမှုန့်လေးထည့်ပါမယ်ပြီးရင်ငရုတ်သီးအစိမ့်မှုန့်ကို ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်ရှင်ငရုတ်သီးခွဲချမ်းထည့်လိုက်ပါမယ်ငရုတ်သီးခွဲချမှုတ်ကတော့အဆက်ကြိုက်တယ်ဆိုရင်မြင်များလေးထဲပါကျမတို့အိမ်မှာအဆက်သိမ်မစားနိုင်လို့ငရုတ်သီးခွဲချမှုတ်ကိုလျှော့ပြီးတော့ထည့်ထားတာဖြစ်ပါတယ် ငွေသီးခွဲချမ်းထည့်ပြီးပြီဆိုတာနဲ့မီးအောက်ကိုတော်တော်လေးနဲတဲ့ထီကိုရှော့ချပေးလိုက်ပါမယ်။ပြီးတာနဲ့ကြိတ်ထားတဲ့ပစွန်ချောင်းမှုတ်ထည့်ပါမယ်ရှင်။အရသာအတွက်စက်သားမှုတ်ထည့်ပါမယ်။တကြားထည့်ပါမယ်ရှင်။ပစွန်ချောင်းငံများကြီးကြော်တဲ့အခါမှာတကြားလေးထည့်ကြော်ကြည့်ပါတအားကိုစားလို့ကောင်းတာတွေ့ရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ငမရည်ကိုထမင်းစားစွန်နဲ့ငါးစွန်စာထည့်လိုက်ပါမယ်ရှင်။မီးအားနည်းနည်းနဲ့ပဲငမရည်တွေပြန်ပြီးတော့ခြောက်သွားတဲ့အထိကိုကြော်ပေးရပါမယ်ရှင်။မီးအားမပြင်းမို့အထူးသတိပြုရပါမယ်။မီးအားပြင်းပြီဆိုတာနဲ့အကုန်လုံးတူးကုန်ပြီးတော့ဘလုံးမှစားလို့မကောင်းတော့ပါဘူး။ဒီခဏလောက်အချိန်ပေးပြီးတော့မှွေပြီးပြီဆိုတာနဲ့ငမရည်လေးတွေလည်းခမ်းပြီးတော့အခုလိုမျိုးစီလေးပြန်လာတဲ့အနေထားရောက်ပြီဆိုရင်မီးပိတ်လိုက်လို့ရပါပြီ။ အငန်လိုတဲ့ဆိုရင် စားလေးနည်းနည်းထပ်ထည့်လို့ရပါတယ်။ဆိုဆိုအီအီလေးနဲ့အရန် စားလို့ကောင်းတဲ့ငမြိုင်ကျက်ချန်နီလေးဖြစ်ပါတယ်။သူ့အနံ့လေးကတော့ပစွန်ချောင်းနံ့လေးရောငမြိုင်နံ့လေးတွေရောတအားကိုမှုေ့ကြိုင်နေတာပါပဲရှင်။ ဒီတိုင်းလေးကြည့်မယ်ဆိုရင်စီများတယ်လို့ထင်ရပေမဲ့ကြကြလေးထားစားမယ်ဆိုရင်တော့အခုလိုမျိုးစီအီအီလေးဖြစ်နေမှာအထားလေးခံတယ်လို့ထမင်းနဲ့စားတဲ့အခါမှာလည်း၆၆ကြီးဖြစ်မနေဘဲနဲ့ပိုပြီးတော့စားလို့ကောင်းပါတယ်။ဒါလေးကတော့စီအီအီလေးနဲ့ကြော်ရတာဖြစ်တဲ့အတွက်တစ်ပတ်၁၀ရက်လောက်ထိကောင်းကောင်းအထားခံပါတယ်။ဒီငမ်းမြိုင်ချက်လေးကိုထမင်းလေးနဲ့နေပြီးတော့ကြက်ဥကြော်ပူပူလေးနဲ့တွဲဆိုင်ရင်လည်းတအားစားကောင်းပါရဲ့ရှင်။ အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။